့ကိုကအိမ်တော်ဦးလေးတယောက်အနေနဲ့ကိုကမမမနဲ့စူးစမ်းပေးခြင်းနဲ့ဝေးပဲလားပြင်လာတော့ရပြီဒီမှာလမ်းတော်မှာဆက်ဆက်သွားလို့မရဘူးအင်း thanh nghe đâu mà đấm nhạc vợ ừ. Ủa, sao lại đã đi đi? Ờ, sao lại đi, không nhận. ဟမ်အော်ရရကြည့်လမ်းစီအော်ရဟုတ်တော့ကြားရရကြည့်လမ်းစီကြားပါနာမည်ရရဟောရကြည့်စီစေကန်တော့ပြီလားဟင်းတကားပြောနိုင်မလားဦးလေးနည်းနည်းပါရနည်းနည်းပါရဩမနေ့ကဘယ်လိုခံစားရလဲမနေ့ကညနေတော့မောအဲ့ဒါဆိုတော့မောတက်ရှိတော့မောဟင်းမနေ့ကမနေ့ကညနေတော့ဟုတ် ငါယောဂဖြစ်တယ်လို့ပြောလေ။ထဲကမကောင်းဘူးနဲ့။ငါမကောင်းတာ။အဆုတ်အဆုတ်ကမကောင်းတော့။နောက်တခြားဘာထပ်ပြောသေးလဲ။ဆိုအသေးရယ်ခုနကလည်းအသေးကြီးတဲ့ကြောက်ကဆုတ်ခင်းမကြီးဘူး။အသေးလေးကြီးတယ်။ကြောက်ကကြောက်ကတင်နေတယ်။အဲဘာလဲအရေဝင်တာပဲတဲ့မ။အဆုတ်ထဲမှာလည်းရေဝင်နေတယ်။ဩော်ဒါအချိန်လေးကနည်းနည်းဆိုးရင်တော့တကယ်လို့မနေ့ကစေကမ်းသွားရဆိုရင်နည်းနည်းတိုင်တော့နော်။ อืมอ่ะนี่จ๋าเราไปอ่ะเลยอุ๊ดิอ่ะท้องตะท้องอ่ะเปล่าอ๋อคุณยายเนี่ยยกเตี้ยจิไล่ตัวอู้เลี้ยวตอกซ้าเนี่ยเลยโทรเทินอยู่อ่ะแต่แกน่ะจ๋าอู้เลี้ยวอ่ะยังไม่ตอกเนาะเอาโยคะจ้องนี่ก็ผิดอ่ะเนาะอืมเดี๋ยวမျိုးมือดินาเลยขันซ้าเนี่ยอู้เลี้ยวจ๋าไปล่ะมันเนี่ยซ่าแล้วอ๋อมันนี่ก็มาซ่าเนาะนี่ก็ซ่าตาตัวนี้อ่ะมันเนี่ยเอาชื่ออ่ะตาตัวนี้ชื่อฮะคนละคนละชื่ออืมอ๋อตาตัวนี้900ดอกชื่ออ่ะอืม အသမီခွန်ရောက်အိမ်တော်နဲ့ကြာပါကြပြီပေါ့ကြာပြီအခုကျတော့လူမမဲကလေးရဲ့ပနေရောက်ကျန်နေတာ၃ရက်၄ရက်အေးပေါ့ကလေးရ၄ရက်နဲ့ယောက်ျားယောဂတဲ့သူလည်းလုံးမလုံးနိုင်ဘူးအမ်ပြီးတော့ဘာပြောလဲနာလေးဘူးမသွားခိုင်းနေရောလုံးကျန်လုံးမမလုံးခိုင်းမှနေတော့ပြောရမယ်ဆိုရင်သူ့အချင်းတွေကလုံးဝကိုအလုပ်လုပ်လို့မရတော့ဘူးနော်ဒီယောဂကိုပျောက်ကင်းအောင်မကူတာနိုင်ဘူးဆိုရင် သူ့အနေထားနဲ့ကလမ်းလျှောက်ဖို့တောင်မှဝေးဝေးသွားလျှောက်လို့မရတော့ဘူးတကယ်တမ်းကျတော့ဘူးတို့တော်တို့ကဘောပါလဲကျူတင်ဝင်လိုက်ပါလားထုတ်ထားတယ်ဟုတ်ဆန္ဒသိမ်းမထုတ်ထားနော်ဆန္ဒသိမ်းမထုတ်ထားဆိုတာဒါလေရောမရလုတ်ပြရဟုတ်ကဲ့အဲလေရောမရလုံးဟာအချူတင်ငွေ12သိန်းခွဲယူထားတယ်12သိန်းခွဲနော်အဲ့ဒါကိုယူထားတယ်အဲ့ဒါကိုပြောရမယ်ဆိုရင်ကြည့်အောင်ဆက်ပြရမှာအလုပ်လုပ်ရမှာတဲ့အခု ဒီတယောက်ကလုံးဝလုံးလုံးဖို့နေနေတတ်တာလမ်းချလို့တော့အဆင်မပြေတော့ဘူးအဲ့ခါကျတော့ပြောမယ်ဆိုရင်ဒီအကျိုး12သိန်းရလုံးကိုအတော်တယောက်ရလောက်ကရဆက်နေရဟိုကလေးတည်းတည်းလေးတက်ပြလို့ရှိတယ်73 73ဟောအဲ့73နှစ်သမီးလေးနဲ့73ဒီအတော်နဲ့အဲ့ခေါ်လိုက်ပါအောင်အဲ့73သမီးလေးကအဲ့73ဒီကဘူခေါ်လိုက်သမီးကတက်ဘလောက်ရှိလဲ73 73နှစ်အခုကျတော့ဖေဖေကနေမကောင်းဖြစ်သွားပြီဆိုတဲ့အခါကျတော့သမီးတို့က ွေးနေอยู่တာလည်းစနေသိန်းကွင်းအဲ့ဒါကိုတမီးတို့တမီးမြောက်ပဲလောက်ဆက်တော့ဟုတ်ဒီเจ้าမနေဘူးလားအင်းอืมเจ้าမနေဘယ်ဘယ်တန်းနေနေဘူးလဲတတမ်းမနေဘူးဟုတ်ဗျာတတမ်းမနေဘူးဟုတ်ဘူးလားเจ้าမနေရင်ဘူးလားနေချင်တော့စိတ်แท้မှာစိတ်แท้မှာနေချင်တော့ဘာဖြစ်လို့လဲဆိုတော့เจ้าနေရတယ်ဆိုတာဘာမှမမသိတာဟုတ်တယ်เนาะနေချင်တော့အခုလိုမျိုးဆိုရင်အစီအရနေမကောင်းဖြစ်ပြီဆိုတော့ဒီမိသားစုရဲ့တောင်းရတာတမီးတို့အခုလက်ရှိမှာ ညောင်းတယ်မဟုတ်တာတမီးရအကြီးဆုံးအင်းနဲ့အခု loss ရဒါအခြေလေးဖြစ်လဲဆိုတော့အဖေကယောဂကြောင့်အလုံးလုံးဝလုံးလုံးမရဘူးလမ်းတော့ကောင်းကောင်းလျှောက်လို့မရဘူးအဲ့ခါကျတော့ဒီအိမ်ရဲ့တာဝန်ကတမီးနဲ့အမီးရရှိတယ်เนาะဒီပေါ့တမီးကဖြစ်ဖြစ်ယောဂကိုနောက်ထပ်အောင်ပျောက်ပျောက်စေအကောလုံးပျောက်စေစေအကောလုံးပျောက်စေစေအဲ့တော့ဒီဝိုင်းကူရလာအိမ်လိုက်ပြီအိုင်ကူဘာလို့လောက်တာဒီတည်း အဝိစောရရေခက်တယ်။ဝိစောရရေခက်တယ်။အမင်းစက်တယ်။အကုန်ကလုတ်တက်ပြီလား။ပြောမဆိုရင်အတော်တို့ကဒီကလေးတွေကိုကြောင်းတော့ဟိုမှာကောင်းမထမ်းရအောင်။ဟုတ်ကူသွားတယ်။ဟုတ်ကူသွားတယ်။လာလာဒီမှာသူစိတ်သွားတယ်။ဟင်းဟုတ်ကူပဲ။ဒီလိုလားနေတယ်။နေတယ်နော်။ဟုတ်ကဲ့အဲ့တော့တော့ဘာပဲကြာဆိုအချင်းချင်းပြရပြီအဓိကကအတော်တို့ကမိသားစုဝင်ဒီကလေးရဆိုရင်ကလေးစီဝယ်၄ရောက် မြေစုစုပေါင်း6ယောက်ရှိတယ်6ယောက်အင်အားကိုအခုဆိုရင်ဒီဦးလေးရအလုံးလုံးမလုံးလို့မရတော့ဆိုတော့6ယောက်2ယောက်ဒီ2ယောက်လောကကနဲ့တကယ်တမ်းဆိုရင်စားဖို့တော့မလောက်နိုင်ဘူးအဲ့ဒီကြားထဲမှာစားဖို့မလောက်ရတဲ့ဒီအကျွေးဆန်တဲ့သိန်းကိုတို့ရောဖြစ်ဆန်နေဆိုရင်တို့ရောရဲ့လောအားကတဝက်ကိုသူကနေတိုင်းပြန်နှုတ်ရမှာဖြစ်တယ်မလားဒါသဘာဝပဲသူ့လည်းပြစ်တင်လို့မရဘူးဒါအကုန်လုံးကသဘောတူညီမှုနဲ့ပဲဖြစ်တယ်နော်အဲ့တော့ပြောမှဆိုရင်တို့ရောရဲ့ဒုက္ခတော့နည်းတော့မနည်းဘူးနော်ဟုတ်ပြီဒီနေ့က ဘုံနေရပြောတယ်တို့တို့ကစားပူတက်ဖို့လည်းစင်မပြေဘူးစံလည်းမရှိဘူးဟုတ်လားစံမရှိစံအိမ်မှာဘယ်နှမီတော့ရှိလဲခုတတိယနှစ်နှစ်ဒီကြီးဟောအဲ့ဒါကြောင်းတော့နော်ကြိုသေးတာပေါ့အဲ့နောက်ပြန်နှုတ်ပါလေဟောပြန်နှုတ်ရမလားဩဒါလည်းကြိုတင်ကြိုပြီးတာလောက်စားစစ်ရည်ပြည်ဟောပြန်နှုတ်နောက်မှစရင်ဟုတ်ပါဟုတ်ကဲ့ဟုတ်ပြီဒီတော့ ဒီနေ့မှာတို့တို့စားလို့တောက်လို့လည်းဆင်ပြေအောင်ဒါဆိုင်က24 24လီဆိုရင်ဒါဆိုရင်တော့ဘာပြောမရှိရတဲ့ဆိုင်တော့အများကြီးခံတာပါပဲเนาะဆိုင်က24လီစီရယ်စားရယ်စားတို့ရတာဒီတစ်နှစ်တာလုံးလောက်တော့ပြီဟုတ်နော်အဲ့ဒါလေးအကုန်လုံးရဲ့တန်ဖိုးတသိန်းပေါ့နော်တသိန်းရယ်နောက်ပြကြတော့တို့တို့သူ့စေခွန်အားဖြစ်စေတဲ့အစားစာတွေနဲ့ဒီဦးလေးပေါ့နော်ဒီဦးလေးကိုခွန်အားဖြစ်စေတဲ့အစားစာတွေနဲ့နောက်ပြကြတော့စေဝါလေးတွေဝယ်ဖို့အတွက် စေဝဒနာပေါ့နော်စေလူအဲ့ဒါကနှစ်သိန်းလူပေးတယ်နော်လူပေးတဲ့လူရှင်ကကြတော့ဥမောင်တောင်းဥမောင်တောင်းဒေါ်တန်းတန်းလိုက်မိသားစုနော်အဲ့ဒီဥမောင်တောင်းဒေါ်တန်းတန်းလိုက်မိသားစုကနေပြီးတော့မိသားစုအတွက်စာဝတ်တပ်ဖို့ရေဒီဦးလေးကြီးအတွက်စေဘူးအလူနှစ်သိန်းရဖြစ်တယ်နော်ဆိုပြီးပေါ့လူ၃သိန်းပေါ့လေနော်ဒီလို၃000လူ၃သိန်းလူပေးတဲ့ဥမ္မောင်တောင်းတော်တက်လိုက်မိသားစုကိုကျေးဇူးတင်ကောင်းတယ်နော် လို့ကြားရတယ်ပြပြပြဥမ္မာရရလေကတမ်းပြအလူရှင်မိသားစုပဲရအလူရှင်မိသားစုဟုတ်ဆန်ရနာသားဆန်ရမှာပြပါစီပြပါဆန်သားတလုံးတော့ပါပြပါစီခလုံးမသိစုံပါစီဟာလက်တော့လူရတဲ့ကြိုးကြဒီမကလှုပ်နိုင်ပါတန်းနေတယ်ဆက်ရတော့ရှိပါစီစီပွားရေးလက်လာပါဖွင့်ပြတို့တက်ပါ ့ဥဒရောဥရင်းရကျက်တာတရားဝမ်းနေနေပြီနင်းမခုဘလို့ဒီခံစားနေရတယ်လူမနောမခါအဲရောတာတချက်တက်စီဝချအဲ့တော့ကိုဘယ်လဲတက်စီဝချမဟုတ်တာပြောတာကအခုဆိုရင်ဥလေးရလည်းလုံမလို့ရတော့ဘူးလုံလို့မရတော့ဘူးဟုတ်တယ်ဒီတမီးနဲ့ဒီအမေနဲ့ကြီးတွေလှုပ်ဆရတော့မယ်အဲ့ခါကျကိုတရားနေနဲ့ဘရောခံစားနေရပေါ့နော်ဘယ်လိုဒီခံစားနေရဆက်ရမကောင်း တော်ရတော်မှာနေရတော့မစကွာအိမ်အောင်ဦးလီတယောက်အနေနဲ့ကိုကမမမနဲ့စူးစမ်းပေးခြင်းနဲ့မဲ့စူးစမ်းလဲစူးစမ်းပေးခဲ့တယ်ဟင်ရနော်အခုချိန်ကျတော့ကံကြမ္မာကမျက်နှာတမနေတဲ့ခါကျယောဂဖြစ်လာတယ်ယောဂဖြစ်လာတဲ့ခါကျတော့ကိုမကုသနေတဲ့ခါကျအစီအချိန်မပြောင်းဘူးနော်ဟုတ်ကဲ့ Okay နောက်ထပ်ဘာပဲပြောဦးလီတို့ဒီယောဂကိုကုသပေးနိုင်တဲ့အလူရှင်တွေပေါ်ပေါက်ပါစေလို့ဆုတောင်းပေးကြတော့မျက်နှာပြလိုက်တာပဲ Tamam. Okay. Okay. Evet. Okay.